အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော် share video မှာပြောခဲ့လို့ပဲကျွန်တော်လက်ရှိမှာအာသီးရောင်နေတဲ့အတွက်ကြောင့်မူကျွန်တော်လာနာပြီးပြောရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒါ video တွေကိုအမြန်ပြောတာကိုဒါသဘောမကျတဲ့တွေအတွက်ဒါကတော့လက်ရှိမှာတော်တော်လေးကိုအဆင်ပြေတဲ့အခြေအနေတခုကိုရောက်ရှိသွားမယ်လို့တော့မြင်တယ်ဗောနော်အဲ့တော့လက်ရှိမှာကျွန်တော်အသင်းနဲ့ဒါကျွန်တော်ဒီနေ့ညမှာတွေ့ရမှာဗောနော်ကိုအားပြတဲ့အသင်းကိုတွေ့ရမယ်နေကြမှာပဲကိုရီးယားဒါကျွန်တော်အာသီးရောင်နေတာပဲခံရတာခက်အဲ့တော့ ဒါအော်ပြီးအားပြီးလို့မရတော့ဘူးเนาะအဲ့တော့နော်လန်နန်ဒါဘီပါတကယ်ကိုတော့ပွဲကြည့်ပွဲကောင်းဖြစ်မယ်ဒါမနစ်ကရလက်တီကြောင်းမလို့ဒီပွဲစဉ်ရဲ့ဒါ rhythm ကအရန်ကြီးပို့ပြီးတော့ကောင်းသွားပြီလို့မြင်တယ်။ဘာကြောင့်လဲအာဆုံသင်းနေလဲရှိမှရှေ့ကဒါကျွန်တော်တို့ဒီနေ့မနက်အစောပိုင်းမှာကန်သွားခဲ့တဲ့ အဲ့တော့ဒီမနက်အစောပိုင်းမှာကန်သွားခဲ့တယ်ဒါကျွန်တော်တို့ Manchester City ပေါ့နော် Manchester City နဲ့ဒါ Newcastle United တို့ပွဲစဉ်မှာတော့ဒါကျွန်တော် Manchester City က Newcastle ကိုနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးနေခဲ့ပြီးတဲ့အတွက်ကြောင့်မို့လား Arsenal အသင်းကသူ့ရဲ့အဆင့်နှစ်နေရာကဒါ Chelsea ကို6မှတ်ခွာနိုင်ပြီအဆင့်3နေရာကဒါကျွန်တော် City ကို9မှတ်ခွာနိုင်ပြီအဲ့တော့ဒါကျွန်တော် New Year မှာဒါလက်ရှိဒါရာသီဝက် Champion ဖြစ်ဖို့အတွက်ရာဂိုင်တို့နေအရင်များတဲ့အခြေအနေတခုကို City အသင်းပို့သွားကြတော့ အဲ့ sorry အာစနိုဒီပိုင်ဆိုင်သွားနိုင်မယ့်အခွင့်အရေးတခုဒီနေ့ပွဲစဉ်မှာသူ့ရဲ့မြို့ကံပြိုင်ပွဲအဲ့တော့ပြောနေတာပြောရှင်းတယ် သူမျိုးကပြိုင်ဘက်ကိုနင်းပြီးတော့မှသူကတော့ကျွန်တော်အစ်စ်တစ်နေရမှာအမှတ်ဖြတ်မယ်ဆိုတဲ့ anatology ကတော်တော်လေးကိုကြမ်းသွားမယ်နေထားမှရှိတယ်။ဖက်ကစပါသင်းစပါသင်းနဲ့ဓာမျိုးကိုသူ့အနေနဲ့ဒါလောက်ခွင့်ပေးရမှာလားမပေးရဘူးလားဆိုတော့ဆုံးဖြတ်ပိုင်ခွင့်ရမယ်နေထားမှရှိတယ်။တော်တော် host ပါသင်းနဲ့လက်ရှိမှာသူ့ရဲ့မျိုးကံပြိုင်ဘက်ရဲ့အနာကတ်ကိုသူ့မှာဆုံးဖြတ်ပိုင်ခွင့်လက်ရှိမှာသူ့လက်ထက်မှာလည်းရှိတယ်။အဲ့တော့ဒါကျွန်တော်ပြောလက်ရှိမှာဒါကျွန်တော်အကုန်လုံးကလားကျွန်တော် Arsenal အသင်းကပူတာဆိုတော့ကျွန်တော်မြင်ရပြောတာရှိတယ်။ in the game ပေါ့နော်ဒါကျွန်တော်ကွင်းထဲမူရင်မှာအကုန်လုံးက50 50ပဲဒီနေရာမှာကျွန်တော်အသင်းနဲ့ကျွန်တော်ပတ်သက်ပြီးကျွန်တော် hype လုပ်တာမဟုတ်ဘူးကျွန်တော်အမြဲတမ်းကျွန်တော်ပြောရဲကျွန်တော်ဒါကျွန်တော်ဗီဒီယိုပြောရလို့သိနေမယ်ဒီဘုန်းကကျွန်တော်ပြောတာမဟုတ်ခမရခမရဘလောက်ပဲ underdog ဖြစ်ဖြစ်ခမရကွင်းထဲဝင်သွားရင်50 50ပဲ50 50ပဲအဲ့တော့ခုနကခမရဆက်ရောက်ကန်ဟိုဘက်ဆက်ရောက်ကန်ဆက်ရောက်ဟိုဘက်ဒီဘက်ဆက်ရောက်ကန်အဲ့ဆက်ရောက်ဆက်ရောက်မမတာ maybe ဒါအနီကဘာညာဖြစ်လို့ဒါကျွန်တော်တို့နည်းနည်းပါ short short ပါမယ်ဒါပေမဲ့ကွင်းထဲမဝင်ငယ်ဒီအဲ့ကွင်းထဲဝင်သွားရင်အဲ့ကောင်ဒီကောင်က50 50ပဲ ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းဒါနှစ်သိန်းလုံးမှာလည်းကျွန်တော်တရားလူစင်းတွေလည်းရှိနေတယ်။နှစ်သိန်းလုံးမှာလည်းရှိမှာဒါကျွန်တော်တို့အချိန်တွေကအမျိုးမျိုးပြောင်းလဲသွားနိုင်တဲ့ကစားသမားလူစင်းတွေရှိနေတာကိုတွေ့ရမယ်။အဲ့တော့လက်ရှိမှာ Tottenham Hotspur သင်္ကောအာ Arsenal တို့မှာရောလက်ရှိမှာတရားလူစင်းတွေကဆက်လက်ပြီးရှိနေစေဖြစ်တယ်။ဒါ Arsenal သင်္ကောတရားလူစင်းမှာလက်ရှိမှာသူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ Gabriel ကတော့နှစ်လနားမှာဖြစ်ပြီးလက်ရှိဒီနေ့ Tottenham Hotspur သင်္ကောစင်ကိုလွှဲချော်မယ်။လက်ရှိ Golan Hala တွေကဒါကျွန်တော် Martinelli, Yogres, Maduiki ဒီကစားသမားတွေကဒါကျွန်တော်မနေ့က training ဆင်းခဲ့ပြီးတော့ Spain နဲ့ပွဲစဉ်မှာ ဒါ first line နဲ့မပါခဲ့ဘူးဆိုရင်တော့အရန်လူစင်းရပြားလာမယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့အဲ့တော့လက်ရှိမှာဒိုင်ယန်လူစင်းရ Kai Havertz, Gabriel Jesus နဲ့ Gabriel လောက်ပဲချန်တော့မယ်ဒီနာမရှိနေတော်တော်ဟော့စပါတင်မှာလက်ရှိမှာဒါစပါတင်ကဒိုင်ယန်လူစင်းမှာဒါကျွန်တော်တော်တော်လေးကိုစပါတင်နဲ့ပြန်လဲတက်တာလာခဲ့ပြီလက်ရှိနောက်ဆုံး update သတင်းတွေအရဆိုတော့တော်တော်ဟော့စပါတင်က James Madison, Bizuma, ဒါ Kulubaski နဲ့ Solanke ၄ယောက်လောက်ကလွှဲရင်တော့ချန်တဲ့ကစားသမားတွေအခုလက်ရှိမှာရွေးလို့ရမယ်ကစားသမားစင်းထဲမှာပါလာပြီဆိုပြီးတော့နီးပြကတရရင်ဝင်အတီးပြလိုက်ပြီအဲ့တော့ပြောချင်တာလက်ရှိမှာတော်တော်ဟော့စပါတင်ရဲ့ဒီနေ့ပွဲစုံမှာလူစုံတက်ဆုံဖြစ်သွားနိုင်မယ် တစ်ဖက်ကတော့ကျွန်တော်အာဆနိုအသင်းကဒီနေ့ပွဲစဉ်မှာလူဆုံးတက်ဆုံးတာဂေဘီယယ်ကလွှဲရင်ဖြစ်တယ်အဲ့တော့လက်ရှိမှာဒါဒီနေ့ပွဲစဉ်မှာအာဆနိုအသင်းနေနဲ့ ကွင်းလေပိုင်းမှာဒါအူရင်ကတ်သုံးပါလားဘာသုံးပါလဲတော်တော်လေးကိုစိတ်ဝင်စားတာကောင်းတယ်အဲ့တော့ဒီနေ့ပွဲစံမှာဒါလုံးဝခုနပြောသူပဲဒါဒီနေ့ပွဲစံမှာတစ်ဖက်ကအသင်းကလည်းဒီနေ့ပွဲစံမှာကိုယ့်ရဲ့မြို့ကံပြိုင်ဘက်ကိုနိုင်ပြီးတော့ဒါဂျန်တဲ့အသင်းတွေကိုအမှတ်ဖြတ်နိုင်ပြီးအခွင့်အရေးကိုပိုင်ထိုင်ထားခဲ့လို့စပါအသင်းတွေနဲ့ပြန်ကြည့်မယ်ဆိုရင်ဒီနေ့ပွဲစံမှာကိုယ့်ရဲ့မြို့ကံပြိုင်ဘက်ကိုအမှတ်အများကြီးမပြတ်အများကြီးမပြတ်ရေးအတွက်ဒီနေ့မှာဒါကျွန်တော် control လုပ်နိုင်ဆိုရှိအဲ့တော့လက်ရှိမှာဒါအိမ်ကွင်းအကောင်းဆုံးတဲကအသင်းသတင်းနဲ့လက်ရှိမှာအဝေးကွင်းအကောင်းဆုံးတဲကအသင်းသတင်းတွေ့မယ်တော်တန်ဟော့စ်ဘတ်ကလက်ရှိမှာအဝေးကွင်းစွန့်ရီမှာနံပါတ်1နေရာမှာတွားနေပြီးတော့လက်ရှိမှာဒါကျွန်တော် Arsenal အသင်းက အိမ်ဝင်းစိုင်းရင်မှာဒါနံပါတ်1နဲ့နှစ်နေရာမှာဒါတွားနေတယ်မှာပါတော့ပြင်တာကအိမ်ဝင်းကောင်းဆုံးတင်းနေတာအဝေးကွက်ကောင်းဆုံးတင်းနေတွေ့တဲ့နေရာမှာဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ့်အခြေအနေတစ်ခုကိုလည်းနှစ်သင်းလုံးပိုင်ဆိုင်တွားနိုင်မယ်လို့မြင်တော့ဒီနေ့ပုံစံမှာကို့အတင်းကြောင့်ကျွန်တော်ကနည်းနည်းလေးအရင်စပြောခြင်းနဲ့စပါတိတဲ့ဒီနေ့ပုံစံမှာမိုကူဒက်ပြန်ပါလာမယ်ဆိုတာကိုတော့နီးပြကတရားဝင်အတီးပြုတ်ထားခဲ့တာကိုတွေ့ရမယ်ဒီနေ့ပုံစံမှာကျွန်တော်ကတော့ရှင်းတယ်ဒါကျွန်တော် Manchester United နဲ့ပွဲစဉ်မှာဒါကျွန်တော် left wing နေရာမှာပွဲထွက်ပါဝင်လာခဲ့တဲ့ Odo ဘက်ကိုဆက်လက်ပြီးတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာ30ခြင်းနဲ့စာပြီးစမုံးကို central တန်းနေရာမှာဒါထက် သုံးပြီးတော့ဒါတိုက်စစ်နေရမှာဒီနေ့ပေါ်စမှာကိုလိုမူဝါနီကိုကျွန်တော်သုံးစီခြင်းတဲ့ဘက်မှာရှိအဲ့တော့ခန်စစ်ပိုင်းကဒီနေ့ပေါ်စမှာစပါတင်ကလူအပြည့်ပြန်ပါလာခဲ့ဖြစ်ပြီးဒါကျွန်တော်ဂိုဒမားနေရမှာဗီကာရီယိုကဆလူစုံတက်ဆုံပါလာဖြစ်တယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါလက်ရှိမှာဒါပရီးမီးယားလိမှာအကောင်းဆုံးခန်စစ်ဒါ open play ကဂိုးပေးထားတာအနည်းဆုံးအသေးသေးတဲ့တော်တန်ဟော့စပါတွင်းရမယ်လက်ရှိမှာရီကတော်တန်ဟော့စပါတင်ကလက်ရှိမှာ open play မှာနံပါတ်3နေရမှာဂိုးသွင်းအများဆုံးအသေးနဲ့တသင်းနေရမှာရက်တင်နေပြီးတော့စပါတင်နေတာကျွန်တော်တို့ကသာအားမရတာပေါ့လက်ရှိမှာကျွန်တော်အများကြီးပြောသေးတယ်တော်တန်ဟော့စပါတင်တသင်းနေလက်ရှိမှာကြည့်မယ်ဆိုရင်သူတို့က လက်ရှိအနေထားရဒါတော်တော်လေးကိုဒါဟိုနံပါတ်တွေရမဆိုးလို့ပြောလို့ရတယ်သောမဖရန့်လက်ဒါပေမဲ့ကိုကတော့အားမရနေထားမှရှိဘူးဒါပေမဲ့တော်တန်ဟော့စ်ဘတ်တင်းရဲ့လက်ရှိဒါကျွန်တော်ရှေ့ကပွဲတွေဒါတခြားသင်းတွေနိုင်သွားတဲ့အချိန်မှာတော်တန်ဟော့စ်ဘတ်ရဲ့လက်ရှိနေရာကနံပါတ်၈နေရာကိုရောက်သွားခဲ့ပြီဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာအာစနယ်နိုင်မယ်ဆိုရင်ဒါကျွန်တော်ချက်စီးနဲ့ဒါကျွန်တော်6မှတ်ခွာနိုင်မယ်စီးနီနဲ့9မှတ်ခွာနိုင်မယ်တော်တန်ဟော့စ်ဘတ်တင်းဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုရင်တော့ top 4နေရာကိုပြန်လည်ပြီးတော့တက်လှမ်းနိုင်မှုအတွက်အခွင့်ရရှိသွားမယ်ဒါပေမဲ့ကျွန်တော်သူ့ရဲ့မြို့ကံပြန်မဖြစ်တဲ့အာစနယ်ကိုလည်းအမှတ်လျှော့ခိုင်ဖို့ရှိမယ်နှစ်သိန်းလောက်တော့ကဒီနေ့ပွဲ စမှာရှင်းတယ်။တရေကနှစ်သိန်းလုံးအတွက်ဘာလို့မတိတ်မလဲ။ဒါပေမဲ့ခုနကပြောဆိုတရေကြလို့အာစတိုသင်းကတိတ်ပြီးဒါကျွန်တော်တို့ဝနစ်နာပွားမိတ်ထဲမှာတော့မပါဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်။အာစတိုသင်းနဲ့ဒါစီးရီးသင်းနဲ့ရှုံးခဲ့တဲ့အကြောင်းဒါချက်ပြန်ကြည့်မယ်ဆိုရင်တော့ဒါဟိုချက်စီးသင်းနဲ့ပဲအမှတ်နဲ့နဲ့ပြန်ကတ်သွားမယ်နေတာကလွင်တော့အာစတိုသင်းကတရေကြရတော့တို့ဘက်ကဒါပေမဲ့အာစတိုသင်းဘက်ကကြည့်မယ်ဆိုရင်တရေတမတ်ကတို့တို့ကအဓိပ္ပာယ်မရှိဘူး။ပရိသတ်တွေဘက်ကလက်ရှိမှာစပါလို့သင်းမျိုးအခုချိန်မှာတရေတမတ်တောင်မှမပေးချင်တဲ့နေရာမှာရှိတယ်။ပရိသတ်အနေနဲ့ကြည့်မယ်ဆိုလက်ရှိမှာအာစတိုသင်းကဒီနှစ်ပွဲစဉ်မှာနိုင်ငံနိုင်ရမယ်ဆန္ဒလက်နဲ့ပွဲစဉ်မှာမထင်မှတ်ခဲနဲ့ရမတ်ဆုံးရှုံးထားတဲ့ အာစတိုတင်းနဲ့ဒီနေ့ပွဲစဉ်မှာမတ်ဆွေးပွဲစဉ်ဖြစ်ရမယ်ဆိုတဲ့တစတရက်တီကျတော့တော်တော်ဟော့စပါတင်းကလည်းရှင်းတယ်လက်ရှိမှာသူ့အနေနဲ့ဒါသူ့ရဲ့မျိုးကံပြိုင်ဘက်ကသူ့ကြောင့်မလို့ရက်ရှိမှာအစ်စ်နစ်နဲ့တုံးတဲ့အသင်းကနေပြီးအမှတ်ပိုခွာသွားမယ်ခွင့်ယူသူလုံးဝပေးမှာမဟုတ်ဘူးအဲခုနကပုံစံပဲလက်ရှိလာကျတော့နှစ်သိန်းလုံးအနေနဲ့ရွေချက်တွေကပြင်းထန်တယ်တိုက်ပွဲဝင်စိတ်တွေကပြင်းထန်တယ်အဲ့တော့အာစတိုတင်းရဲ့တိုက်ပွဲဝင်စိတ်ကပိုပြင်းထန်နိုင်မလားတော်တော်ဟော့စပါတင်းရဲ့တိုက်ပွဲဝင်ကပိုပြင်းထန်တယ်ဗျကျွန်တော်ကစပါပိတ်တက်တယောက်နဲ့လက်ရှိနောက်ပိုင်းပွဲစဉ်ကျွန်တော်ကကိုယ်တင်းနဲ့ကိုပိတ်ပြီးအားမရအောင်လက်ရှိမှာဒါပူပူလောလောပွဲစဉ်မှာကျွန်တော်အနေနဲ့ ယူနိုက်တက်မှာကန်တယ်ဝါရီပွဲစဉ်ကခြေစွမ်းကိုပြန်ကြည့်မယ်စပါတင်းနေနဲ့အခုလက်ရှိမှာခြေစွမ်းကကျွန်တော်တို့အမှန်တိုင်းပဲသိအားမရအောင်အဲ့ဒီပုံစံမျိုးအာစတယ်ကိုသွားကန်လို့မရအောင်ယူနိုက်တက်ကို ယူနိုက်တက်ယူနိုက်တက်ပွဲစဉ်မှာကန်တဲ့ပွဲစဉ်ပုံစံမျိုးဒါကျွန်တော်အာဆနယ်ကိုတော့ကန်လို့မြင်အောင်အဲ့တော့အာဆနယ်သင်းကဆရလက်နဲ့ပွဲစဉ်မှာကန်တဲ့ပုံစံမျိုးလဲစပါကိုတော့ကန်လို့မြင်အဲ့တော့နှစ်သိန်းလုံးကလက်ရှိမှာနောက်ဆုံးပွဲစဉ်မှာကန်ခဲ့တဲ့ပုံစံမျိုးအတိုင်းကန်လို့မရဘူးလို့ပြောလို့ရတယ်နှစ်သိန်းလုံးကဒီနေ့ပွဲစဉ်မှာလုံးဝ100%နိုင်မှကိုရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကိုင်းနဲ့ကိုဝင်လာရမယ်ဒီနေ့ပွဲစဉ်မှာတယောက်နဲ့တယောက်ရှိန်တာလို့ပြောအာဆနယ်သင်းကတော့ရှိန်မှာမဟုတ်သေးကြတယ်တော်တန်ဟော့စပါသင်းကဒီနေ့ပွဲစဉ်မှာအာဆနယ်တက်ကအာဆနယ်ကိုငါတို့ကန်ရမယ်ဆိုတဲ့ရှိန်နဲ့စိတ်နဲ့ဝင်လာအဲ့ဒီပွဲစဉ်ကတဝက်ရှုံးထားပြီးပြီနောက်ခုနကပြောလို့ပဲ ကစားသမားတွေရဲ့စိတ်ထဲမှာအာဆယ်ဘက်ကလည်း90ရှိရမှာငါတို့ဘက်ကလည်း90ရှိတယ်အေးအဲ့ဒီ90ကိုကိုင်းထဲမှာဘယ်လောက်ပတ်စံတွေပို့တူအောင်ငါတို့လုပ်နိုင်မလဲအဲ့ဒီမန်ဒယ်လတီကိုလက်ရှိမှာဒေါက်တာဟော့စပါကစားသမားကျွန်တော်တို့အသင်းဘက်ကလုတယ်အဲ့ဒီဘက်ကအာဆယ်နယ်ကအဲ့ဒီစိတ်ရှိပြီးသားဘာလို့အစင်းတစ်ကအသင်းတစ်သင်းနဲ့ဒီသင်ခွန်းတော့ဘာလဲသူရဲ့မျိုးကံပြိုင်ဘက်ကိုတို့နိုင်ပြီးအမှတ်ခွာပါစပါးမှာဘာဖြစ်လဲစပါးမှာမန်ဒယ်လတီကငါတို့မျိုးကံပြိုင်ဘက်ကိုငါတို့အနေနဲ့အနိုင်ပေးပြီးငါတို့ကစနစ်တက်မှာအမှတ်ခွာခွင့်ပေးမှလားဆိုတဲ့ အဲ့စိတ်ကိုရအောင်ဒါခုနပြောရအောင်နင်းရမယ်နေတာမှရှိတယ်အဲ့တော့ပြောချင်တာနှစ်သိန်းလုံးကလက်ရှိမှာတော်တော်လေးကိုကောင်းမယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အာစနိုအသင်းနေနဲ့ အသာမတချို့လည်းပြန်ပါလာအဲ့တော့ဒီနေ့ပွဲမှာကွင်းလယ်မှာဒါကျွန်တော်တို့အိုဒင်ကပြန်ခုနပြောလို့လက်ရှိမှာဒီနေ့ပွဲမှာဒါကျွန်တော် clash တွေရှိအောင်မယ် easy ya dotan hotspot အသင်းကိုပြောင်းရွှေ့ဖို့နီးစပ်နေချိန်မှာနောက်ဆုံး movement မှာမှာ easy ya arsenal ကိုပြောင်းရွှေ့သွားခဲ့တယ်ဒီနေ့မှာဒါ easy ကဒါ dotan hotspot အသင်းကိုတခုခုများလှုပ်ပစ်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်လက်ရှိမှာ arsenal အင်္ဂွင် emery ကတော့ဝုန်းကနေဝုန်းကနေတော့အဲ့တော့ဒီနေ့အသင်းရဲ့တွဲဆုံမှုကတော့အမြဲတမ်းတွေ့တိုင်းဒါအမြဲတမ်းချက်သိမ်းထားစရာကောင်းနေခဲ့တဲ့ movement တွေရှိတယ် arsenal ကတော့ဒီနောက်ပိုင်းတစ်တွေမှာ dotan hotspot အသင်းကိုအမြဲတမ်းတောက်လျှောက်တာခဲ့တော့တွေ့ရမယ် spotting ကဒါကျွန်တော်ရာသီဂျိုချီဆန်းပွဲမှာ ာဆနယ်အသင်းကိုနိုင်ခဲ့တယ်ဆိုမဲ့တကယ်တမ်းဝန်းနေမက်တာပေါ့နော်ပြည်တွင်းလိပွဲစဉ်တွေမှာတော့အာဆောအသင်းကဒါတော်တော်ဟောစပါတဲ့နောက်ပိုင်းပွဲစဉ်တွေမှာဒေါ့ရှော့ဒေါ့ရှော့ကိုဒါဒုက္ခပေးလာနိုင်ခဲ့တယ်တွေ့ရမယ်အာတီတာလက်ရှိအသင်းကိုဒါတည်တည်ရှည်ရှည်ပြန်လဲပြီးမွန်းကလေးကတော်တော်ဟောစပါတဲ့အာတီတာရဲ့အာစတယ်ကိုမနိုင်ခဲ့တာတော်တော်လေးကိုကြာပြီလို့ပြောလို့ရတယ်နောက်ဆုံးတော့ကျွန်တော်မက်မက်ရနိုင်ခဲ့တာကျွန်တော်ကိုယ်ရအပြင်မှာသွားကြည့်ခဲ့တဲ့ပွဲစဉ်ဖြစ်မယ်ထင်တယ်ဒါအန်တိုနီယိုကွန်တီခစ်ကနောက်ဆုံးသေချာနိုင်ခဲ့တာပြီခုနောက်ပိုင်းမှာဒါအာစတယ်နဲ့ပွဲသက်တဲ့ပွဲစဉ်မှာကျွန်တော်တို့ကလုံးဝနိုင်ပွဲရလုံးဝပျောက်ဆုံးနေခဲ့တာတွေ့ရမယ်အဲ့တော့သောမက်ဖရက်အနေနဲ့အခုလက်ရှိမှာကျွန်တော်တို့ဘာတွေများလုပ်ဖို့ရကြိုးစားမယ်ဒါ ါကျွန်တော်လက်ရှိမှာ Common Friend ကတော့ Arsenal တွေ့ပြီဆိုအများကတခုမဟုတ်တခုလုတ်ပြနေကြနီးပြဖြစ်တဲ့အတွက်ကြောင့်မို့ Arsenal အသင်းကို Tottenham Hotspur အသင်းနဲ့ဒီနေ့ပွဲမှာမလုတ်ပြမယ်အဲ့တော့ Common Friend ကဒီရနဲ့ပတ်သက်ပြီးလက်ရှိမှာ Arsenal အသင်းနဲ့ဒါ Tottenham Hotspur ပွဲစဉ်ကတကယ်ကိုကြောက်ဖို့ကောင်းတဲ့ဒါ Queen Atmosphere ဖြစ်သွားမှာဖြစ်တဲ့ဆိုတဲ့အကြောင်းသူကစားသမားတွေသတိပေးထားရဲဆိုတာပြောထားတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါခေါမနိုင်တာနှစ်သင်းလုံးရဲ့ပွဲစဉ်ကအမြင်နဲ့ကျမ်းကြတယ်ဒါပေမဲ့ Spurs နဲ့ဒါ Arsenal နဲ့ပွဲစဉ်မှာအမြင်နဲ့ဒါကျွန်တော်တို့ဂိုးသွင်းတတ်တဲ့ Gabriel တဲ့မပါလာနိုင်ကြတော့ Arsenal ဘက်ကနာထိခိုက်နေတာဘူးလို့ပြောလိုက်ရဒါပေမဲ့ Arsenal ကတော့ဘလိုနည်းနဲ့မှဒါကျွန်တော်လက် ရှိမှာစောင့်ကြည့်နေရမယ့်အနေအထားမှာရှိတယ်လို့ပြောရတဲ့ပဲကျွန်တော်တော့ကုန်ပြီပါမင်းများလည်းကလစ်ပေးကြအောင်ဗျမင်းများကလစ်မှာမင်းများနိုင်အောင်ဖြစ်ပါတယ်ပြီးပါပါဗျ